မင်္ဂလာပါခင်ဗျာမြန်မာ property dealer ရဲ့အပတ်စဉ်အင်ချမ်းမြေသတင်းများစီစဉ်ရနေပြန်လဲကြိုဆိုလိုက်ပါရစေဒီဒီပတ်တို့ရွေးချယ်တိစပ်ပေးမယ့်ပထမဆုံးသတင်းကတော့ဒုက္ခတကုံပြည်သူ၅အိမ်ရာမှာထပ်မံပြည်စည်းထားတဲ့တိုက်ခန်းတင်များကိုမဲနိုင်ရွေးချယ်ပေးတော့မယ်ဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်ရန်ကုန်တိုင်းဒေသကြီးတောင်ငုံမြို့နယ်တွင်ကောင်တေဖို့ဆောင်ရွက်နေတဲ့ဒုက္ခတကုံပြည်သူ၅အိမ်ရာမှာထပ်မံပြည်စည်းထားတဲ့တိုက်ခန်းတွေကိုမဲနိုင်ပေးတော့မှာဖြစ်တယ်လို့သိရပါတယ် ဒုက္ခတကုံပြည်သူကအင်ယာမှာထပ်မံပေးစည်းထားတဲ့တိုင်ငါလုံးကိုရခိုင်တင်ပြထားတဲ့လျှောက်လွာများထဲမှာတန်းစီစရာအစင်လိုက်တတ်မှတ်ထားတဲ့တိုင်များတွင်မဲနယ်နေရာချပေးသွားမှာဖြစ်တယ်လို့လည်းသိရပါဗျ။မဲနယ်ရွေးချယ်ရာတွင်တင်ငန်းကျွမြွနဲ့ကမာကျွမြွနဲ့ ်ဗန်းမြို့နယ်ကြောက်တရားမြို့နယ်တကုံမြို့နယ်တကုံမြို့သစ်တောင်ပိုင်းတကုံမြို့သစ်စိတ်ကဲမြို့နယ်များကိုမဲနိုင်ပေးသွားမှာဖြစ်ပြီးပညာရေးဝန်ထမ်းများအနေမှာမဲနိုင်ခွင့်ရရှိသူများကိုဌာနမှဆက်သွယ်အသိပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ဒုက္ခတကုံပြည်သူ၅အရာဟာနေရိတ်ခက်ခဲရှိသူများကို၅နှစ်တာ၅ရက်နေထိုင်ခွင့်ပြုထားခြင်းဖြစ်ပြီးတစ်ဆင့်ပြန်လည်၅ရက်ချင်းမပြုရင်လည်းအသိပေးထားတာပဲဖြစ်ပါတယ်။ဒုက္ခတကုံပြည်သူ၅အရာအတွင်းတွင်စုစုပေါင်းတိုက်194လုံးပါဝင်ပြီးပြည်သူမှုလိုက်အခန်းများကို၅ရက်ခွင့်ပြုလျက်ရှိပြီးပထမအဆင့်အနေဖြင့်ဒုက္ခတကုံပြည်သူ၅အရာအတွင်းတိုက်83လုံး ဒုတိယအဆင့်အနေဖြင့်တိုက်လုံး90တို့ကိုနေရာချထားပေးခဲ့ပြီဖြစ်တယ်လို့လည်းသိရပါဗျ။နောက်တဲ့တပုတ်အနေနဲ့ယခုနေ့မကုန်မီတိုက်တလုံးပြီးတိဆောက်သွားမယ်ဆိုတဲ့လူရှင်တော်ရစီမံကိန်းဆိုတဲ့အကြောင်းပြပြပေးကြပါမယ်။နေထိုင်စရာအခက်အခဲဖြစ်နေတဲ့လူရှင်တော်များအတွက်နေအိမ်ဆောက်လုပ်ပေးမယ်လူရှင်တော်ရစီမံကိန်းကိုအော်တိုဘာလ17ရက်နေ့ကစတင်ပနက်ရိုက်ခဲ့ကြောင်းသိရပါဗျ။ရန်ကုန်တိုင်းဒေသကြီးတခုံမြို့တင်မြောက်ပိုင်းအမှတ်48ရပ်ကွက်ရှိမြေဧက9ဧကာပေါ်တွင်လူရှင်တော်များနေထိုင်ရန်အတွက်တိုက်ခန်းများတိဆောက်သွားမှာဖြစ်ပြီးယခုနေ့မကုန်မီတိုက်တလုံးပြီးဆောက်လုပ်သွားမှာဖြစ်တယ်လို့လည်းသိရပါဗျ။အဆိုပါလူရှင်တော်ရစီမံကိန်းက ကိုရန်ကုန်တိုင်းဒေသကြီးတကုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင်ဟာသပညာရှင်များရွာတည့်ရန်အတွက်မြင်းငားရီကခွင့်ပြုချထားပေးတာဖြစ်ပြီးတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်းငွေကျပ်သိန်းထထောင်မတည်ပေးထားကြောင်းသိရပါတယ်။လက်ရှိတွင်မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးဝင်တထောင်ကျော်ရှိပြီးကရော့ခန်တက်ကြီးလူရှင်တော်160ခန်းရှိရလို့လည်းသိရပါတယ်။နောက်တဲ့ပုံအနေနဲ့စံပြအင်အားတစ်ခုပြည့်အကောင့်ထဲပေါ်ဆောင်ထားတယ်မြမသားကောင်းစစ်မှုထမ်းအောင်အင်အားဆိုတဲ့အကြောင်းပြပြပေးခြင်းပါတယ် ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာအကောင့်တဲဖော်ဆောင်နေတယ်။မြမတန်ကောင်းအစင်းမြင့်စစ်မှုထမ်းအောင်အိမ်ယာအဆောင်အုံများထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းများကိုအဆောင်အုံများထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိနေတယ်လို့သိရပါတယ်။မြမတန်ကောင်းအစင်းမြင့်စစ်မှုထမ်းအောင်အိမ်ယာအားရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက်တစ်ဖက်တစ်လက်မှအထောက်အကူပြုတဲ့စံပြအိမ်ယာတစ်ခုပြည့်ရည်မှန်းဆောင်ရွက်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။ အဆိုပါမြမတာကုန်းစစ်မှုထမ်းရောင်းအရာကို2019ခုနှစ်တွင်စတင်တိစောက်ခဲ့တာဖြစ်ပြီးနိုင်ငံတော်နှင့်တပ်မတော်တာဝန်များကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြပြီးကြဆုံးတိဆုံခဲ့ကြတဲ့အရာရှိစစ်သည်များရဲ့မိသားစုဝင်များကိုလက်အင်ကာဆုလုပ်ခဲ့ကြတဲ့အရာရှိစစ်သည်များတပ်ပြည့်အငြိမ်းစားစစ်မှုထမ်းရောင်းများအတွက်စစ်မှုထမ်းရောင်းမျိုးအဖြစ်ရည်ရွယ်တိစောက်နေရလည်းဖြစ်ပါတယ်။နိုင်ငံတကာကဏ္ဍအနေနဲ့မိလောင်ထားတဲ့မြေတွေကိုဝယ်ယူပြီးလူလူဂျိုပြုလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ Power Body ခံလို့ရှင်ဆိုတဲ့အကြောင်းပြပြပေးကြပါမယ်။ဒေါ်လာ1ဘီလီယံကျော်တန်ဖိုးရှိတဲ့ကမ္ဘာအကြီးဆုံး Power Body ဆုရှင် Edwin Castro ဟာ ်မီးလောင်ထားတဲ့မြေတွေကိုပြန်လည်ဝေယူပြီးအမေရိကန်သတင်းဌာနတွေရဲ့ကောင်းကြီးပိုင်းသတင်းဖြင့်ရေပန်းစားနေရပဲဖြစ်ပါတယ်။ထီပေါက်ပြီးနောက်ဇင်ကန်အိမ်တွေကားတွေဝေယူခဲ့တဲ့ကက်စတိုဟာအခုဆိုရင်လုံးဝကွဲပြားတဲ့ပုံစံတစ်ခုနဲ့ဒေသခံပြည်သူလူထုကိုကူညီနေတာပဲဖြစ်ပါတယ်။2022ခုနှစ်မှာပေါ်ဘောထီပေါက်ခဲ့တဲ့အက်ဒဝင်းကက်စတိုဟာသူ့ရဲ့မွေးရမြေလည်းဖြစ်တယ်လို့သူ့ဖိုးကိုတစိချိုးပြောင်းလဲပေးခဲ့တယ်။ကယ်လီဖိုးနီးယားပြည်နယ်အက်ဒဒီနာမြို့ကိုပြန်လည်အာယုံဆိုင်နေရဖြစ်ပါတယ်။မကြသေးမီက Los Angeles LA Tommy G ကြောင့်မြို့နယ်တစ်ပိုင်းမှာအိမ်တွေအများပြားမီးလောင်ပျက်စီးခဲ့ရတာဖြစ်ပြီး Castro ဟာမီးလောင်ပြီးကျန်ရင်းခဲ့တဲ့မြေကွက်တွေအပျက်စီးတွေကိုဒေါ်လာတန်ပေါင်းများစွာအကုန်ကျခံပြီးလိုက်လံဝယ်ယူနေတာဖြစ်ပါတယ်။ Wall Street Journal ရဲ့နောက်ဆုံးရသတင်းများအရ Castro ဟာလက်ရှိတွင်မြေကွက်ပေါင်း15ခွဲထိဝယ်ယူထားတာဖြစ်ပြီးစုစုပေါင်းတန်ကျင်းအနေနဲ့ဒေါ်လာ100တန်ပိုးထိဝယ်ယူထားပြီဖြစ်ကဒီလိုဝယ်ယူမှုတွေကြောင့်တူဝါလက်ရှိမှာအက်ဒီနာမျိုးရဲ့အကြီးဆုံးမြေပိုင်ရှင်တွေကတအူးဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။အက်ဒီနာမျိုးဟာအယ်လီတော်မီကြီးကြောင့် အဆောက်အဦပေါင်း900ကျော်ဆုံးရှုံးခဲ့ရတာဖြစ်ပြီးအေကာပေါင်း2400ကျော်ခန့်ပျက်စီးခဲ့တာပဲဖြစ်ပါတယ်။ကက်စတိုရဲ့ယူရဲချက်ကတော့ယင်းနှမြုံနယ်သူတွေလိုမြေစေးမြင့်တယ်ပေါ်မဟုတ်ပဲပျက်စီးမှုတွေကြောင့်တွေ့ခဲ့ရတဲ့သူ့ရဲ့မွေးရမြေကလေးပြက်လဲထူထောင်ရတယ်။မိဘကြောင့်အိုမဲအိမ်မဲဖြစ်သွားတဲ့ဒေသခံတွေကိုကူညီဖို့အတွက်ဖြစ်တယ်လို့ဆိုပါတယ်။ဒါ့အပြင်သူဝေယူထားတဲ့မြေကွက်တွေပေါ်မှာမူလအက်ဒဒီနာမျိုးရဲ့ပြည်သူ့ခါလက်ရအာကီတက်ချာပုံစံမပြတ်တဲ့အိမ်သက်တွေကိုပြန်လည်တိဆောက်ပေးဖို့စီစဉ်နေရလို့လည်းသိရပါတယ်။လူဂျီမီနိုရဲ့အင်ချမ်မီတွေကို MPT application မှာအခုပဲအခမဲ့ဖြစ်တင်ကျွမ်းလာလိုက်ပါ။